อารมณ์เป็นมิงลาบาสวัสดีค่ะแกจิตตัวเย่ทีนี้อะรอแต่พี่พี่เนี่ยดอเมียนาเลยปอลาพี่เนาะอายาวเลยต่อต่อเลยจ่าเนี่ยไปดีมาจิเนาะโอเคสายเมียนาปาหรือปาลูตะคู่เราเราไล่ตาเลยปาเรเราไล่ตาเลยสวยเนาะเปียบยๆไหมเนาะได้เสียเปียบๆไหมเนาะ အဓိကကြတော့ဆန်းကနှာခေါင်းကကြတော့ဆီလီကွန်ကိုထောက်ပြီးတော့မှဆီလီကွန်နဲ့နေစရာမလိုတော့ဘူးပေါ့နော်ကိုယ့်ရဲ့နိုင်ရိုးနဲ့ကိုယ့်အရိုးနဲ့ကိုယ်နဲ့အစာထိုးပြီးတော့မှတစ်ခုလုံးပြင်လိုက်ပါတယ်ဆိုတော့ဈေးနှောင်းလေးကိုလည်းစိတ်ဝင်စားနေကြပါတယ်ဆိုတော့ဒါကကြတော့ဆီလီကွန်နဲ့မဟုတ်ဘူးဆိုတော့သူကဈေးနှောင်းကကြတော့နည်းနည်းမြင့်ပါတယ်ကိုယ့်ရဲ့နိုင်ရိုးအစာထိုးပြီးတော့မှလုံမဲ့နှာခေါင်းခွေစိတ်မှုကကြတော့ဈေးနှောင်းကကြတော့ဘတ်၃သိန်းကနေပြီးတော့မှဘတ် ပေါ့နော်၄သိန်း၅သိန်းအထိရှိပါတယ်เนาะမြန်မာငွေနဲ့ဆိုရင်တော့သိန်း300ကျော်ကျော်ကနေပြီးတော့မှသိန်း500 600အထိရှိပါတယ်ဆိုင်းရနှာခေါင်းကကြတော့အော်ယိုယိုထည့်ထားတာမဟုတ်ဘူးပုံစံနှာခေါင်းပုံစံကအစအစ်စ်ပြန်ပြီးတော့မှပေါ်ထားပါတယ်ဆိုတော့အော်အကုန်ကျနည်းနည်းများပါတယ်အမ် ဲ့ဒါလေးပါနောက်တော့မျက်နှာကကြတော့အရင်တော့ကကြတော့ဒါဖီလာတွေထိုးထားတဲ့ဟာကကြတော့ဖီလာနဲ့နေဆံမလို့တော့ဘောနော်ဖီလာတွေကိုခွဲထောက်ပြီးတော့မှဒါဆီလီကွန်နဲ့ထည့်ထားပုံသွင်းပြီးတော့မှဆီလီကွန်နဲ့ထည့်ထားပါတယ် ဒါတွေဆိုရင်လက်ဆန်းကဖေလာအတခါတစ်ခါထည့်ဘူးတယ်ပေါ့နော်ဒါတွေဆိုရင်လည်းဟိုဖေလာတွေကိုအော်ထုတ်လိုက်ပြီးတော့မှဒါကိုယ့်ရဲ့အသားအစီတွေပဲအစီတွေနဲ့ပဲပြန်ပြီးတော့မှမျက်နှာတစ်ခုလုံးကိုပြုပြင်ထားလိုက်ပါတယ်ဒီကကြတော့ဒီမျက်လုံးအောက်မှာခြိုက်တဲ့ဟာတွေမရှိတော့ဘူးပေါ့နော်မခြိုက်ခြိုက်တဲ့ဟာလေးပြည့်ပြည့်လေးဖြစ်သွားတယ်မျက်နှာလေးကကြတော့ငငယ်လေးဖြစ်သွားသလိုဖြစ်တယ်ပေါ့နော်မျက်နှာလေးဖူးဖူးလေးဖြစ်သွားတာပေါ့နော် ဆိုတော့ရင်ခုန်နေပါပြီနောက်ဆုံး reset လေးကိုလည်းဆန်းလေးရင်ခုန်နေမှာဘယ်လိုဆက်လာမလဲပေါ့နော်ကဲအခုကကြတော့မနေ့ပိုင်းကြတော့ coffee လေးနဲ့ပေါ့နော် vita shio coffee လေးနဲ့မနေ့ပိုင်းဒီမနေ့လေးက coffee လေးနဲ့စားလိုက်ပါတယ်နောက်တစ်ခုကကြတော့ဆန်းရဲ့လက်မောင်းကကြတော့အာဗာလဲဆန်းကအစီချထားတယ်ဝိတ်ချထားတဲ့သူဖြစ်တော့ကြောင့်မို့လေ ခန္ဓာကိုယ်မှာအစီရပဲနေရယူရမှမသိနေမျက်နှာမှာထည့်ဖို့အတွက်ကဆရာဝန်တွေပြောတာအစီလည်းမရှိနေဘူးတဲ့ဘာလဲလောက်ထားရလဲစံကအရင်ကတည်းကပေါ့နော်အာလေးငါလာလို့ရှိနေပြီပေါ့နော်ဒါဆန်းကိုတိုင်း weight ချထားတယ်ဆိုတော့အစီလည်းတိတ်မရှိတော့ဘာမှမရှိနေဘူးပြောမယ်ဆိုရင်တော့အစီနည်းနည်းပပရှိတယ်အစီရှိနေတဲ့တုန်းကဒါတော့မှမနေထောက်ပြီးတော့မှမျက်နှာမှာ ရှာထည့်ရပါဘောเนาะအစီတွေတိတ်မရဘူးလို့ဆံဝန်ပြောတာအဓိကကျတော့ဆန်ကအဓိကအဖြေကကျတော့ဆန်ကမနက်ပိုင်းဆိုရင်တော့ Peter Shi O coffee တောက်တယ်သူကကျတော့အစီချ coffee ပေါ့เนาะဝိတ်ချအစီချ coffee ပါသူကကျတော့မနက်ပိုင်းဆိုတာတောက်တယ်ညနေပိုင်းဆိုရင်တော့ဆန်လေးချီကန်လောက်တယ်စပိန်နင်းတယ်အရန်ကြမြန်တယ်เนาะတော်တော်သိတာတယ်ဆိုတော့ဒီ Peter Shi O coffee ကကျတော့သူကကျတော့လေးအစာလည်းခံတယ် ဒီမှာเนาะဆန်အဓိကကြတော့ဒီ coffee လေးအစာတဲ့ခံတယ်သူကလည်းမိကိုထဲကထုတ်ထားတဲ့ဟာပဲเนาะအစာခံတယ်ပြီးတော့လို့ရှိရင်တောက်ပြီးတော့လို့ရှိရင်လေမနေ့ပိုင်းအစာမစားခင်မှာတောက်ပြီเนาะဒါကကြတော့ဆန်အစာမစားခင်မှာတောက်တယ်တောက်ပြီးတော့လို့ရှိရင်တော့ကိုညနေပိုင်းအော်ပနစ်လက်ပိုင်းရောက်လို့ရှိရင်တော့ကိုစားချင်တာစားလို့ရပါတယ်အဓိကကြတော့ကိုနေနေပါတော့အစာရှောင်းပေါ့เนาะအစီများတဲ့ဟာလို့နဲ့ရှောင်းပြီးအော်လေးချိန်ကန်လောက်နိုင်လို့ရှိရင်လေးချိန်ကန်နဲ့လောက်လို့ရှိရင်တော့အမြန်ဆုံးကြမြန်တယ်ဒါเนาะတကယ်ကောင်းတာဆန်တကယ်အစီတွေတကယ်တိတိတတ်တာရော့စေတယ် ဒါလေးပါအထဲမှာဆိုရင်လည်းအထောက်တွေအများကြီးပါတယ်ဖြော်လိုက်တာလည်းကော်ဖီအနက်မှုနေချစ်တိုရဲ့အရန်ကောင်းတာနော်ဒါလေးပါ Pita Shi O Coffee နော်ထိုင်းမှာလည်းဝယ်လို့ရတယ်ဒီကောင်မှပြည်မှာလည်းအကုန်လုံးတော်တော်များဝယ်လို့ရပါတယ်နော်ဆိုတော့ဒါလေးပါနော်ဆိုတော့ဒီနေ့ကကြတော့ဆန်းရဲ့မျက်နာလေးကကြတော့တဖြည်းဖြည်းနဲ့နော်နောက်ဆုံး Rosette လေးနဲ့တဖြည်းဖြည်းနဲ့နီးလာပြီပေါ့နော်မျက်နာ ပုံကြဖို့အတွက်ကเนาะအဲ့ဒါလေးပါစံကအဲ့အကြောင်းဒါကလုတ်ပြီးွားလို့ရှိရင်တော့ဘာမှလည်းစေးထိုးစရာလည်းမလိုတော့ဘူးပေါ့เนาะအမြဲတမ်းအာသူကလှနေမှာကိုကစေးထိုးစရာအဓိကကျတော့သူများလည်းပြောတာအရင်တော့ဟာလေပိုလှတယ်အရင်တော့လည်းဟာလေလဲစံက ပြင်ထားပါတယ်ခွဲထားတာမဟုတ်ဘူးပြင်ထားတယ်စေထိုးထားတယ်เนาะအခုကခွဲလိုက်တဲ့အတွက်ကြောင့်မို့စေထိုးဆရာမလို့တော့ပါဘူးအဲ့ဒါလေးကွာတယ်နှာခေါင်းကဘာဖြစ်လို့ပြန်ပြင်လိုက်လဲဆိုရင်တော့ဟိုဟိုအကောင်းဆုံးဟာကို ပြန်ခွဲလိုက်ပါတယ်အရင်တော့ကဘာလို့တခါလည်းမလုပ်လဲဆိုရင်တော့ရင်တော့ပတ်စံလည်းနှမျောရလဲရှိတယ်ပေါ့နော်အခုကြာမှာပဲကိုကလည်းအဲ့လိုမျိုးဒေတာစဉ်းစားပြီးတော့မှဆုံးဖြတ်လိုက်ပါတယ်နိုင်ယူနဲ့စာထုတ်ပြီးတော့လုပ်လိုက်တာပါတော့မနာအောင်နော်ဆိုင်းကိုပဲကြည့်လိုက်လုံးဝကိုမနာတာ မိစင်းနဲ့လောက်လေတော့ကြောင့်မို့နာမှန်းကိုမသိတော့တာတော်တော်လေးကောင်းတယ်ဒီနေ့ကကြတော့ဒါလေးဆရာဝန်ရချမ်းယူပြီးတော့မှဒါလေးခွာရမှာဖြစ်ပါတယ်အရန်ကိုပျော်နေပါပြီနော်အခုဆိုရင်နှာခေါင်းလေးရလေဆီလီကွန်လည်းမဟုတ်တော့မြည်မြည်လေးပုံစံအစ်စ်ပြန်သွင်းထားတယ်ဒီလိုမျိုးရှိရှိလေးပြန်လောက်ထားတယ်အရန်တော်တာဆရာဝန်တော့တော်တော်တာတော်တော်လေးစင်ပြေတယ်နော်ဆိုတော့အတိအကျကြတော့လေဒီဗီဒီယိုထဲမှာ ဆန်ကာခန္ဓာကိုအစီဆုံးတဲ့အချိန်မှာဆိုရင်တော့အဲ့ဟာမှလေကိုကအမြဲတမ်းတောက်နေကြကော်ဖီလေးကကြတော့အော်တော်တော်လေးထီရောက်တာပဲပေါ့နော်အစီလေးတော်တော်လေးကိုရှာလို့မရတော့အောင်ကုန်တယ်ဆန်ကလေး၅လောက်လောက်ရှိတယ်ဒီကောင်အော်လေးချစ်ကန်းလည်းလောက်ပေးတယ်ဆိုရင်တော့သူကမြင်မြန်ကြတယ်ပေါ့နော်အဲ့ဒါလေးပဲမိုးရင်ရောသူ့ရဲ့သူ့ရဲ့ကော်ဖီအနံ့တော်တော်မိုးရတယ်